ာပါရှင်။နန်းတစိ Channel မှာကြိုဆိုလိုက်ပါတယ်။ကျွန်တော်ကတော့အလင်းရိပ်ပါ။အခုတစ်ခေါက်မှာတော့တင်နိုင်တိုးရဲ့အပူပိုင်းဒေတာဤ OA စပုတ်ပါဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးကြပါရစေရှင်။ ပုတ်ပါမိတ်ဆက်ပုတ်ပါဆိုရင်မြမပြီတလျားတနံမတိသူဟူ၍မရှိကြပုတ်ပါကိုမြမလူမျိုးများသာမက အနောက်တိုင်းသားများကပါအသိရှိကြသည်သူတို့ကနတ်တို့ပျော်ဆန်ရာအိုလံပတ်တောင်ကဲ့သို့ပင်တင်စားခေါ်ဝေါ်ကြသည် အာရှတိုက်သားတို့ကလည်းဂျပန်နိုင်ငံမှဖူဂျီတောင်နှင့်အလားတန်တူကြောင်းဆိုကြသည် ပုတ်ပါဟုသောအမည်နာမကလည်းစိတ်ဝင်စားစရာပင် ုတ်ပါဟုသည် ပါဠိဘာသာ ပုတ်ဖဟုသောဝဟာရမှဆင်းသက်လာပြီးပန်းဟု၍အဓိပ္ပာယ်ရကြောင်းအစိုတရက်ကဆို၏အခြားအစိုတရက်ကမူပါဠိဘာသာ ပုတ်ဖမှဆင်းသက်လာပြီးအရှိအယက်ဟုအဓိပ္ပာယ်ရကြောင်းဖော်ညွှန်းကြ၏ပကံမင်းနေပြည်တော်ဤအရှိဘက်တွင်တည်ရှိသောတောင်ဖြစ်သည်ဖြင့်ပုတ်ဖတောင်ဟုခေါ်ဆိုကြရမှ ပုတ်ပါတောင်ဖြစ်လာသည်ဟု ဆို၏ပုတ်ပါတောင်ဇက်လန်းနှင့် တွဲရှင်လျက်ရှိသည့်ခေဦးပကံမှာခရစ်နှစ်109ခုနှစ်တွင် သမုဒ္ဒရမင်းကယုံလွတ်ကျွန်းအရ၌ရွာပေါင်း16ရွာကို စုစည်းလျက်တည်ထောင်သောပကံဖြစ်သည်ယုံလွတ်ကျွန်းမှာယနေ့ခေတ်အမှတ်အသားရဆိုလျှင်ညောင်ဦးကြောက်ပထောင်သွားမော်တော်ကားလမ်း၏အရှိတ်မိုင်ဝက်ခန့်အကွာတောင်ဘရွာ၏မြောက်ဖက်21 degree and 9.5 94 50 degree E 50 feet တွင်တည်ရှိပါသည်ပုပ်ပါတောင်ဤတရားအရက်သည်ရင်းခေဦးပကံဤအရှိတ်ဘက်တွင် မဟုတ်ပါအရှိတ်တောင်ယွန်းယွန်းတွင်သာတည်ရှိနေပါသည် ထို့ကြောင့်ပုပ်ပါတောင်ဟူသောအမည်မှာ ပုပ်ပအရှိအယက်မှစဉ်သက်လာကြောင်းအဆိုကလက်ခံနိုင်ပွဲမရှိပါ ပုပ်ပါဟူသည် ပါဠိဘာသာ ပုပ်ဖပန်းဟူသော ဝေါ်ဟာရမှစဉ်သက်လာကြောင်းအဆိုကသာလျှင်တဘာဝကြပါသည် ုတ်ပါတောင်တဝိုက်တွင်ပန်းမျိုးစုံလင်စွာပေါက်ရောက်နေသည်မှာယနေ့တိုင်ပင်ဖြစ်ပါသည်ဓာတုပရိတန္တာရကျမ်းဏိဒံ၌ပုတ်ဖာဝနပပတ္တပန်းတောတောင်ဟု ဖော်ပြထားသည်ကိုလည်းသတိပြုသင်ပါသည် ရှေးစာဟောင်းတို့တွင်လည်းပုတ်ဖပတဝေတိဇနေတီတိပုတ်ပါဟုအဆိုရှိပါသည်ယောပပတ္တောအကျင်တောင်သည် ပုတ်ဖပန်းကို ပတဝေတိဇနေတိဖြစ်စေတတ်၏ဣတိတ္တမထိုးကြောင့်သောပပတောထိုးတောင်သည် ပုတ်ပါပုတ်ပါမြည်၏ဟုတွေ့ရှိရသည် ပုတ်ပါတောင်ဝင်းကျင်တွင် ပုတ်ဖဟူသောအမည်နာမနှင့်ညီညွတ်စွာပင်ယာတိအလိုက်ပန်းပေါင်းဝေစာဖူးပွင့်နေကြသည်မှာစိတ်ပဝင် ချမ်းမြေ့ကြည်နူးဖွယ်ရာဖြစ်ပါသည် ပုတ်ပါနေမည်သည် ူပြင်း၆သွေသောဒေတာ၌တည်ရှိတော်လဲစိမ့်စမ်းရေတခွန်တို့ဖြင့်အမြဲထာဝရစိမ့်လန်းဆိုပြေနေ၏ပုပ်ပန်းနယ်မြေက အပူပိုင်းဒေတာ၏ OA စစ်ပင်ဖြစ်ပါသည်ပုပ်ပါ၏တက်ဂရစင်442 BC ပုပ်ပါမီးတောင်ပေါက်ကွဲပြီးမီးတေတောင်ကြီးဖြစ်လာကြောင်းဆို169 AD ်ပြူစောတိမင်းစင်တော်စည်း၍ပုတ်ပါသို့ကြွားရောက်352 AD ပကံသေးလေကြောင်မင်းက စကားတုံးအားနတ်မောင်နှမရုပ်ထုလုပ်၍ပုတ်ပါတောင်သို့ ပေးပို့ကနတ်ကွန်းတိဆောက်ကိုးကွယ်673ပုတ်ပါအရက်သားစောယဟန်မင်းပကံထီးနှန်းကိုတင်ပတ်ရရှိ1044နွယ်ထာမင်းလောင်းလျာကပကံဘရင်စုတ်ကတိမင်းကိုတိုက်ခတ်ရန်ပုတ်ပါ၌ လက်နက်လူသူစုဆောင်1059အနော်ထာမင်းတရုတ်ပြည်သို့ဆွဲတော်ပင့်သွားရောက်စဉ်ရွှေပြင်းညီနောင်တို့လိုက်ပါအမှုထမ်း1249ပုပ်ပါအရက်သူအားမိဖုရားစော အမိဖြင့်မိဖုရားအရာမြောက်ခဲ့သည့်ဥဇနာမင်းပကံ၌နန်းတက်1335 အသင်ခရာစောယွန်းနန်းတက်စင်တိဟတူက တပည့်ငခင်ညိုကိုလောက်ကြံစေလွတ်ရာ မဟာဂီရိနတ်တင်ထားသော ထမင်းကိုစားမိ၍ကျေးဇူးရှင်အားမပြစ်မှားပဲပြန်လာ1488ဆရာတော်ရှင်မဟာရထသာရကနတ်ကိုကွယ်သူများကို ပြစ်တင်ဝေဖန်သော ပြို့ကပြားများရေးဆက်တီကုန်1544ပုပ်ပါမျိုးအပါဝင်ကြောက်ပဒေါင်းငါးခိုင်ကိုတပင်ချွေကြီးမင်းကဗျာကျော်သူအားပေးအပ် 1556မြင်းနောင်မင်းကပုပ်ပါဒေတာတဝိုက်တွင်နေထိုင်ကြသူတို့အားကျွဲနွားတက်၍နတ်ပူဇော်သော မိစ္ဆာအယူဝါဒကိုပယ်ဖြတ်ကြရန်အမိန့်တော်ထုတ်ပြန်1905စနေမင်းကကတဲစော်ဘွားဟုံတင်ခဲတမီနှင်းလုံခံအားပုပ်ပါမျိုးကိုမြို့စားအရာပေးအပ်1948 ညောင်ရမ်းမင်းဆက်ဤနောက်ဆုံးဘရင်မဟာဓမ္မရာဇာဒီပတိကကတဲစော်ဘွားဟုံမင်းသမီးကိုမဟာဒေဝီဘွဲ့ဖြင့်ပုတ်ပါမျိုးစာမိဖုရားအရာပေး1983ဘိုးတော်ဖျားလက်ထက်မြို့ရွာအနက်စစ်တမ်းများကောက်ယူစဉ်နတ်ထိန်တို့ကလည်းနတ်စစ်တမ်းဆက်သွင်းရ1985ဘိုးတော်ဖျားကမဟာဂီရိနတ်နှမတော်အားရွှေစင်55ကျပ်သားဆက်သား 1989ရွှေချထားသောပုပ်ပါမောင်နှမပုံတော်များနေပြည်တော်မှ ပုပ်ပါသို့ရောက်ရှိလာ1892မင်းမဟာဂီရိမောင်နှမနဲ့ရုပ်တို့အားအစင်းဒဇာယရနာများဆက်တာ1873ပုပ်ပါမျိုးသူကြီးဥစုအားပုပ်ပါနဲ့ရုပ်များကိစ္စနှင့်ပတ်သက်၍စစ်ဆေးမေးမြန်း1819စေဘဝင်အပင်များ စရင်ကိုတက်ဆိုင်ရာကဗကြီးတော်မင်းထံလျှောက်ထား 1841အမတ်မဟာဇေယျတင်းကြံကစေဘဝင်အပင်များစည်ရင်ကိုတာယာဝတီမင်းထံထပ်မံဆက်သွင်း1852နေချက်စန့်ကျင်ရေးခေါင်းဆောင်ဘူနက်ကျော်ကိုပုတ်ပါရွာ၌ဘိန်တော်ဆရာကြီးဦးနက်နှင့်ဒေါ်အက်တိုကဖွားမြင်1859နတ်အုပ်ကဝိဒေဝကျော်သူက ပုတ်ပါနတ်များနှင့်ပတ်သက်၍ဝင်းကြီး မှုကြီးများထံရှင်းလင်းလျှောက်ထား1860 1859ရတနာဘုံနမ်းမြို့တော်တီဆောက်ရန် ခုတ်ထွင်ရှင်းလင်းပြီးစဉ်ပုပ်ပါနတ်များအပါဝင်နတ်တို့ကိုတင်ကြားပါသ1892ဥမုံကိုပုပ်ပါမြို့အုပ်ရာထူးခန့်အပ်1880မဟာမင်းကြီးဆက်ချားစ်ခရော့စဝိတ်ဥဆောင်သောဗြိတိရှတပ်များပုပ်ပါနယ်မြေ၌စခန်းချကမျိုးချစ်အင်အားစုကိုချိန်မုံတိုက်ခိုက်1902 ပုပ်ပါသစ်တော်ကိုဘေးမဲ့တော်အဖြစ်သတ်မှတ်1920ဂောဘကလူကြီးဦးတာတင်ကပုပ်ပါတောင်ကလပ်ပေါ်သို့တက်ရောက်ရန်လူသွားလန်းစတင်ရှင်းလင်းဖော်လုပ်1921တောင်ကလပ်ထ၌ကြိုက်ထီယိုးစရာလေးခေါ်ဦးပန်းအေးကဇေဒီတယ်ရန်ပနတ်ချ1923မော်လမြိုင်မှလူသူတော်ဦးကျွယ်ဦးဆောင်၍တောင်ကလပ်၌ရှင်းလင်းခုတ်ထွင်1924တောင်ကလပ်ထက်တွင် အမြင့်ဆက်ရှိပေရှိတကွန်းတိုင်းကို မောနေရကိုတော်ဦးဆောင်စိုက်ထူ1925တောင်ကလက်ထက်တွင်ဖျားအနေကစားတင်ပွဲကျင်းပစဉ်တန်ငါ24ပါးကိုစွန့်ကတ်လူအတိမုတ်တူရိယာတို့ဖြင့်ပြိသက်များစီကား1926တောင်ကလက်သို့တက်ရလန်းခုလက်တွင်မေဝနာနဲ့ယုတ်ထုလုပ်ပြီးနတ်နန်းတီထောင်ကိုကိုွယ်တောင်ကလက်ထိန်၌ပခုတ်ကူစီရတော်ဥတုဇာတာကဇေဒီတဲ့ 1929ဆရာတော်ဦးကောဒလဦးဆောင်လျက်တောင်ကလတ်တို့တက်ရလမ်းမှတစ်သားလေကား3စင်းအားတန်လေကားများဖြင့်အစားထိုးတက်စဉ်1928 T 3စင်းစီဒီအုတ်မြစ်ချရာ၌ပုပ်ပါဆရာတော်ကြီး3ပါးနှင့်ဂောပကလူကြီး5ဦးတို့ကြီးကျက်1929ဝင်ထောက်ဦးတိုးချစ်က T 3စင်းစီဒီကို ပထမဆုံးထီတော်တင်လှ1930 T 3စင်းစီဒီ ဒုတိယထီတော်ကိုရန်ကုန်မြို့ကိုထက်ကြီးဒါရက်ကတထေးဦးကျော်ကတင်လူတောင်ချေ၌မေတော်ကြီးနှက်ကွန်တိဆောက်ကိုကွယ်1931ထီသုံးစင်ဇေဒီမြောက်ဖက်တွင်တထေးဦးကျော်ကဇေဒီတဆူတဲ1932ထီသုံးစင်ဇေဒီတောင်ပတ်၌မြင်းချံမြို့မှအယူခံဝင်ထောက်မင်းဥခင်မောင်ကြီးနှင့်အဖွဲကအာယုံခံတုတ်မိုးအဆောက်အအုံဆောက်လုပ်လှူဒန်း 1933ဆရာတော်ဦးကေတူကတောင်ကလတ်မြောက်ဖက်ခွန်းစာကွင်းဘိတ်ရှေးသမိုင်းလာရတေကြီးမဟာတမိန်ဒရာဤအကြောင်းနေရာ၌စီဒီတစုတဲ1934ဆရာတော်ဦးကေတူတီလာတောင်မှတောင်ကလတ်သို့ပြောင်းရွှေ့ကျောင်းထိုင်1939ဘိုးမင်းခေါင်ခေါ်ဘိုးဘိုးကြီးတောင်ကလတ်၌လာရောက်နေထိုင်1942 ဗြိတိရှာအစိုးရလက်ထက်ပေးအပ်ထားသည့်ပုပ်ပါတောင်နက်ကွန်နက်နန်းများအတွက်နှစ်စဉ်ကျွန်းသစ်စေတံထုတ်ယူခွင့်ကိုဂျပန်အစိုးရကပယ်ဖျက်1952ဘိုးမင်းခေါင်ခေါ်ဘိုးဘိုးကြီးပုပ်ပါတောင်ကလန်နိုင်နေထိုင်စဉ်ကွယ်လွန်သွားအချို့ကထွက်ရပောက်သွားသည်ဟုဆို1954ပုပ်ပါတောင်နယ်မြေကို ထိမ့်သိမ်းကန့်သက်နယ်မြေအဖြစ်သတ်မှတ်1955ဝင်းကြီးချုပ်ဦးနုက မောင်တော်နမတော်နတ်ယုတ်များကိုနတ်နံအတွင်လာရောက်အနှံဖွင့်လက်1959ပုပ်ပါမျိုးဟောင်းရှိပြက်စီယိုယွန်းနေသည့်နန်းဦးစေတီကိုတမရကြီးဦးဝင်းမောင်က အုတ်မြစ်ချကမူလစေတီအားငုံ၍စေတီတစ်တဲ့1959ကုမာရာရာမတိုက်ဆရာတော်ဦးကုမာရာဦးစည်း၍တီလတောင်ထက်၌ညံတော်28ပေရှိဗျာဒိုက်ပေးဟန်ရုပ်ပွားတော်တစုကိုတည်ထားကိုယ်ွယ် 1960ပုပ်ပါတောင်မကြီးမှန်မှန်ပြတောင်ထိန်၌နိုင်ငံတော်အစိုးရက အမြင့်ခုနှစ်ပေရှိကြောက်တိုင်ကြီးစိုက်ထူ1963တောင်ကလတ်ထက်၌မိုးကုတ်ကြက်ပြင်ရွာမှ ခေါင်းလောင်းတလုံးရန်ကုန်တင်ငန်းကျွန်းရက်မှခေါင်းလောင်းတလုံးချိတ်ဆွဲလှူဒန်း1968ပုပ်ပါတောင်သာသနာပြုဆရာတော်အရှင်ကုမာရကွင်းစာကွင်းပိတ်လူမီဦးကျော်နီပြန်တော် 1983ပုပ်ပါတောင်ဥယျံကိုစတင်တည်ထောင်1993ပုပ်ပါတောင်ဥယျံကိုအများပြည်သူတို့စတင်ဖွင့်လက်1998ပုပ်ပါတောင်အပန်းဖြေဟိုတယ်ကိုစတင်ဖွင့်လက်ဂျပန်မြန်မာ project စတင် ီနေရပုပ်ပါတောင်ကြီးဒီကမန္တလေးတိုင်းမြင်းချံခရိုင်ကြောက်ပောင်မြို့နယ်အတွင်းကြောက်ပောင်မြို့ဤအရှိမြောက်ဖက်၁၀မိုင်ခန့်အကွာတွင်တည်ရှိပါသည်ပထဝီဝင် အနေထားရဆိုပါမူဘကိုးရိုးမဤမြောက်ဖက်စွန်း၌တီချာတည်ရှိနေသောတောင်တန်းကြီးဖြစ်၏မြေပြန့်ဝင်းကျင်အရ၌ထူးထူးခြားခြားထိုးထွက်ဖြစ်ပေါ်လျက်ရှိသောတောင်ကုန်းတောင်တန်းအစုဝေးကြီးဖြစ်သည့်အလျောက်ရာသီဥတုကောင်းမွန်ချိန်ဖြစ်ပါက မိုင်40ခန့်အကွာအေယာဝတီမြစ်ထဲမှပင်ကောင်းစွာ တွေ့မြင်နိုင်ပါသည် တခါတရံမြေလက်ဒေတာနဲ့တောင်ပိုင်းရှမ်းကုန်းပြင်မြင့်တို့မှပင်ခက်ရီရီတွေ့မြင်နိုင်ပေသေးသည်ပုပ်ပါတောင်ဤတိနေရာကိုမြောက်လက်တီတွတ်25ဒီဂရီ56အရှိလောင်ကြီးတွတ်65ဒီဂရီ16ဟူ၍ဖော်ပြကြ၏အရက်လေးမျက်နာမှတိုင်းတာချက်များအရာဆိုပါမူအရှိဘက်တွင်မိထီလာမျိုးမှ63မိုင် အနောက်ဘက်တွင်6မြို့မှ35မိုင်တောင်ဘက်တွင်ရေနံချောင်းမြို့မှ45မိုင်မြောက်ဘက်တွင်မြင်းချံမြို့မှ48မိုင်အကွာအဝေးတွင်တည်ရှိပါသည်ခီးလန်းချောင်းများပုတ်ပါသို့ကြောက်ပราวမြို့မြင်းချံမြို့နှင့်ပကံညာဦးမြို့တို့မှတဆင့်သွားရောက်နိုင်ကြပါသည်ပြည်ထောင်စုမြန်မာနိုင်ငံ၏မြို့တော်ဖြစ်သောရန်ကုန်မြို့မှကြောက်ပราวမြို့သို့396မိုင်ခွနဖာလုံးကွာဝေးပါသည် ရန်ကုန်မြို့မှပုတ်ပါတောင်ခြေရှိပုတ်ပါမြို့အထိဆိုပါက405မိုင်5ဖာလုံးကွာဝေးပါသည်။အကယ်၍မြင်းချံမြို့မှလာရောက်မည်ဆိုပါကပုတ်ပါတောင်ခြေမြို့နေရာအထိ49မိုင်ခရီးကွာဝေး၏။အထက်မြန်မာနိုင်ငံမန္တလေးမြို့မှလာရောက်ကြသည့်ဖျားဘူးခီးတဲ့များအဖို့မြင်းချံမြို့မှတဆင့်လာရောက်နိုင်ကြလေသည်။အလားတူပင်အကညာဦးမြို့နယ်အတွင်းရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဖြစ်သောဇေဒီပထိုးများကိုလှည့်လည်ဖူးမြော်ရင်းလာရောက်ကြသူများအဖို့ ကံညာဦးမတဆင့်ပုတ်ပါတို့တွားရောက်လဲပတ်နိုင်ကြပါသေးသည်ယခုအခါညာဦးကြောက်ပရောင်ကာလန်ထက်တွင် ပုတ်ပါတို့ဓာတ်ရိုက်တွားရောက်နိုင်သည့်ဗျက်တပန်းဆက်လန်းခေါ်လန်းတစ်တလန်းဖောက်လုတ်ထားရှိပြီးဖြစ်လျာရှေးရခင်အခါကကဲ့သို့ကြောက်ပရောင်မျိုးတိုင်တွားရောက်ရံမလို့တော့ပဲပုတ်ပါတို့အချိန်တိုအတွင်းအလွယ်တကူတွားရောက်နိုင်ကြပြီဖြစ်လေသည်ဗျက်တပန်းဆက်လန်းညမကြာမီကာလအထိပကံညာဦးမပုတ်ပါတို့တွားရောက် ်သွားရောက်လို့လင်ညာဦးနှင့်29မိုင်กว่าကြောက်ပဒေါင်းမြို့သို့ဥစွာသွားရောက်ကြရလေသည်သို့သောနိုင်ငံတော်အေဂျင့်တာယာရင်နှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် လမ်းပန်းဆက်သွယ်မှုအဆင်ပြေချုံးမွေ့စေရေးအတွက်ညောင်ဦးကြောက်ပဒေါင်းသွားကားလမ်းပေါ်တွင်ပြတ်တပန်းဆက်လမ်းခွဲကို ဖောက်လုခဲ့လေသည်ဤလမ်းမှာရှေးခေတ်အခါကလူသွားလမ်းများသာဖြစ်ပြီးဂျပန်ခေတ်မဟာမိတ်တပ်များပုတ်ပါသို့ခြိတက်ကြစဉ် မော်တော်ကားလမ်းအကျန်းဖောက်လုပ်ခဲ့ကြကြောင်းဆိုပါသည်မြက်တာပန်းဆက်လမ်းကိုညောင်ဦးမြို့မှ14မိုင်အကွာကျောက်ပောင်မြို့မှ15မိုင်အကွာမှစတင်ကပုတ်ပါမြို့သို့ဓာတ်ရိုက်ဖောက်လုပ်ထားပါသည်ညောင်ဦးကျောက်ပောင်သွားကားလမ်းနှင့်မြက်တာပန်းဆက်လမ်းတို့ဆုံရနေရာ မကြီးဆောက်ရွာမှညောင်လက်တီတို့27ဒီဂရီ3.1 78.8အရှိလောင်ကြီးတို့95ဒီဂရီ 3939.58ဒသမ1တွင်ဖြစ်ပါသည်ထို့နောက်မြက်တပန်းဆက်လမ်းအတိုင်းလမ်းခွဲမှရှေ့တောင်ဘက်သို့14မိုင်9ဖာလုံသွားရောက်လျင်ပုတ်ပါမျိုးတို့ရောက်ရှိပေလိမ့်မည်မြက်တပန်းဆက်လမ်းဒီကတောင်ကုန်းငယ်ကလေးများတောင်ပူဇာကလေးများကိုဖျက်တမ်းဖောက်လုပ်ထားသည့်ကတ္တရာလမ်းတလမ်းဖြစ်ပါသည်လမ်းတစ်လျှောက်တွင်ထရိုင်းတောရွာစံပြရွာတောရွာ ရွာလူစင်လူအိုင်ဂျန်းလီ ရွှေစီတိုင်စသည့်ရွာငယ်ကလေးများကိုဖြတ်တန်းသွားရ၏ရင်းလန်းကို26ရက်10လ95တွင်စတင်ဖောက်လုပ်ပြီး9ရက်4လ96တွင် ဖွင့်လှစ်ခဲ့၏1998 2000ခုနှစ်များတွင်စတင်လှုပ်ဆောင်ခဲ့သည့်မြန်မာဂျပန်ချစ်ကြည်ရေ at forestation project ကြောင့်လဲဝင်းကျင်တခွင်တွင် စိမ့်လန်းဆိုပြေလျက်ရှိပေသည်ပုတ်ပါမျိုးညောင်မျိုးမှဗျက်တာပန်းဆက်လန်းအတိုင်း29မိုင်ခရီးအကွာကြောက်ပြောင်မျိုးမှ17မိုင်အကွာမြင်းချံမျိုးမှ48မိုင်အကွာတွင် ပုတ်ပါမျိုးတည်ရှိ၏ပုတ်ပါမျိုးကလေးသည် ပုတ်ပါတောင်မကြီး၏အနောက်တောင်ခြေ၌တည်ရှိသောရှေးဟောင်းမျိုးကလေးတစ်မျိုးဖြစ်ပါသည် ပုတ်ပါမျိုး၏သက်တမ်းကိုပကံခိတေးလေကြောင်မင်း ခရစ်နှစ်344-389လက်ထက်ကလေးကပေါ်ပေါက်ခဲ့သည်ဟုအဆိုရှိကြသည်ဘုရင်မင်းမြတ်ကမဟာဂီရိနတ်မောင်နှမအတွက်နတ်နန်းတီယာမှ ပုပ်ပါမျိုးဟူ၍အထင်ရှားပေါ်ပေါက်လာခဲ့သည်ဆို၏ပကံခေအခါကပကံဘုရင်များ ပုပ်ပါဒေတာတို့နှစ်စဉ်လာရောက်ကြစမြဲယာယီထီးနန်းစိုက်ထူကြစမြဲဖြစ်သည်ဟုဆိုပါသည် ရှေးပကံဘီရင်တို့သည်နတ်များကိုတတ်ဝင်ယုံကြည်ကြသည့်အလျောက်နှစ်စဉ်နတ်ပွဲသဘင်များလာရောက်ကျင်းပလေရှိခဲ့ကြ၏ပုပ်ပါသည်မြို့တစ်မြို့အတွင်မှ နောင်ခစ်အဆက်ဆက်ပြောင်းလဲသွားသောအခါရွာငယ်ကလေးတရွာအဖြစ်ပြောင်းလဲသွား၏သို့သောယခုအခါပုပ်ပါကို စီကားလာသောမြို့ကလေးတစ်မြို့အတွင်ပြန်လဲတွေ့မြင်နိုင်ကြပြီဖြစ်ပါသည် ပုပ်ပါတွင်ဈေးရှိသည် စာတင်ကျောင်းရှိသည်ဆေးရုံရှိသည် မျိုးတမျိုး၏အင်္ဂါရက်များအလုံးပုတ်ပါတွင်ရှိသည်ဒေတာထွက်တည်တည်ဝလံများစိုက်ပျိုးရောင်းချရာမျိုးကလေးတမျိုးဖြစ်သည့်အလျောက်စီးပွားရေးအခြေအနေကလည်းမဆိုးလားရှေးရခင်ကပုတ်ပါမျိုးဟောင်းမှမူယခုအခါပုတ်ပါမျိုးသည်ဤဗဟုချက်မှဖြစ်နေပေသည်ပုတ်ပါမျိုးဟောင်းသည်ငင်းချံကြောက်ပရောင်ကာလန်ဝင်းကျင်တဝိုက်တွင်တည်ရှိခဲ့ခြင်းဖြစ်သည်၎င်းကာလန်မှာပုတ်ပါမျိုးဟောင်း၏အနောက်ဘက်မှဖြတ်တန်းသွားပါသည် မြို့ရိုးဟောင်းနေရာမှာယခုအစိုးရမူလဒန်းကြောင်ဆောက်လုပ်ထားသောနေရာ၌တရှိပါသည်နန်းဦးစေဒီမာမူမူလဒန်းကြောင်ဤတောင်ဘက်ကျောင်းဆောင်အနီးနေရာဖြစ်သည်ဆို၏အနွယ်ထာမင်းဘရင်မဖြစ်မီကယင်းပုတ်ပါမျိုးတို့လာရောက်ဆိုးဆန့်ခဲ့ဘူးသည်ဟုဆိုပါသည်အနွယ်ထာမင်းသည် အမိကွဲနောင်တော်စုတ်ကတိဘရင်အားတော်လန်ပုံကံရန်ပုတ်ပါမျိုးကိုခြေကုပ်ယူလျက်လက်နက်လူသူစုဆောင်ခဲ့သည် အောင်မြေနင်းခဲ့သည်။နောင်ဘရင်ဖြစ်လာသောအခါအနောယထာမင်းက အောင်မြေနင်းရာအရက်တွင် ရွှေအောင်စံဇေဒီတော်ကိုတီထားကိုးကွယ်ခဲ့သည်။ရွှေစီတိုင်းယခုကွင်းစာကွင်းပေယခုရွှေစီတိုင်းစင်ကြုံတန်ဖိုစသောရွာများမှာအနောယထာမင်း၏တမိုင်းကျောင်းနှင့်ဆက်ဆက်လျက်ရှိသည်ဟုဆိုပါသည်။ပုပ်ပါမြို့ဟောင်းတွင်နွယ်ထာမင်းလက်ထက်တူးဖော်ခဲ့သည့်ရေကန်၅ကန်ရှိ၏ရင်းတို့က ကံကြီးကွင်းထိတ်ကံဇီးဖြူကံပဒောက်ကံတိန်ကံတို့ဖြစ်ကြလေသည် ပုပ်ပါတောင်မကြီးမှစိတ်ရည်ကိုကြောက်မြောင်းများဖြင့်တွေ့ယူ၍တောက်တုံးရည်ရရှိစေခဲ့ကြောင်းသိရှိရ၏ပုပ်ပါမြို့ဟောင်းသည်ခစ်အဆက်ဆက်တရှိခဲ့ပြီး၎င်းဒေသတဝိုက်၌နေထိုင်ကြသူများမှ ပုပ်ပါနှက်ကို ကိုးကွယ်ကြကြောင်းသိရှိရ၏ညောင်ရန်ခေတ်နောင်ကာလတွင် ပုပ်ပါမြို့က မျိုးစာအရာပေးအပ်ရာမျိုးတမျိုးဖြစ်နေစေဖြစ်၏ထို့အတူကုန်းမောင်ခေဦးကာလ၌လည်းမြို့တကြီးအုပ်ချုပ်ရာမြို့တမျိုးဖြစ်ခဲ့လေသည်ထို့သောကုန်းမောင်ခေနှောင်းပိုင်းသို့ရောက်သောအခါပုပ်ပါကမြို့အစင်မှရွာအဖြစ်သို့ပြောင်းလဲသွား၏မြို့သူကြီးအုပ်ချုပ်ရာမြို့အဖြစ်မှ ရွာသူကြီးတူအုပ်ချုပ်ရသည့်တာမန်ရွာငယ်ကလေးတရွာ ဖြစ်သွားသည်ယခုအခါ၌မူပုပ်ပါမျိုးကမြို့အင်္ဂါရက်နှင့်ညီညွတ်သော လှပတန့်ရှင်းသောမြို့တစ်မြို့ဖြစ်နေပေပြီ ကုန်းမောင်ခေဦးကာလတွင်အုပ်ချုပ်ခဲ့သည့်အမည်သိရှိရသူပုပ်ပါမြို့သူကြီးတဦးမှဥစုဖြစ်ပါသည်ပြည်တွင်းဖျားဘူးခီးတယ်များနိုင်ငံရဲ့ခြားမှလာရောက်ကြသူခရီးသွားများအနေဖြင့်ဂျက်တပန်းဆက်လန်းအတိုင်းတော်၎င်းကျောက်ပတောင်းနှင့်မြင်းချံတို့ဘက်မှကားလန်းအတိုင်းတော်၎င်းလာရောက်ကြမည်ဆိုလျှင်ပုပ်ပါမျိုးတို့ရောက်ရှိပေလိမ့်မည်ယခုအခါ ပုတ်ပါမျိုးမှ ပုတ်ပါတောင်ကလက်တို့ဖြစ်စေတောင်မကြီးတို့ဖြစ်စေအလွယ်တကူသွားရောက်နိုင်လေပြီပုတ်ပါမျိုးဟောင်းမှပုတ်ပါတောင်မကြီးတို့ဥတီသွားရောက်လင်းမူပုတ်ပါတောင်ဥယင်တို့ရောက်ရှိနိုင်ပေသည်ပုတ်ပါမောင်တိန်ပတ် ပုပ်ပါတောင်နှင့်တိတ်ပန်အမြင်ပုပ်ပါတောင်ကြီးမြည်သည့်အချိန်တွင်စတင်ပေါ်ပေါက်ခဲ့ကြောင်းကိုအထောက်ထားခိုင်ခိုင်မာမာမတွေ့ရှိရသေးပါမြန်မာမတ်တမ်းများတွင်ဗုဒ္ဓမြတ်စွာပြိဋိဘံစံတော်မူဝင်ပြီးနောက်တရ1နှစ်သို့ရောက်လင်ပုပ်ပါတောင်မြေမှစုံစုံပေါ်လက်တန်းဟုဗျာဒိတ်တော်ရှိကြောင်းဆိုကြ၏ဗုဒ္ဓမြတ်စွာပြိဋိဘံစံလွန်ချိန်ကို BC 545ခုနှစ်ဖြစ်ကြောင်းပညာရှင်တို့မှတ်ယူကြသဖြင့် မြန်မာအမှတ်တမ်းအရပုတ်ပါတောင်ကြီးပေါ်ပေါက်လာချိန်မှာ BC 444ခုနှစ်တွင် ဖြစ်ပေလိမ့်မည်ခွန်းစာခွင်ပေမှတ်တမ်းတစောင်းကမူ442 BC ဟုဆိုပါသည်ဘူမိဗေဒပညာရှိတို့၏အလိုအရမူပုတ်ပါ တောင်ကြီးသည် ရှေးမီးတောင်ဟောင်းကြီးတစ်ခုသာဖြစ်၏အတိတ်ကာလကအကြိမ်ကြိမ်ပေါက်ကွဲခဲ့ပူပြီးနောက်ပိုင်း၌မီးတေတောင်ကြီးဖြစ်လာခဲ့သည်လက်တွေ့တိုင်းတာ သူတေသနာပြုချက်များအရာ တတ်နှောင်းကပ်ဤမိုင်အိုစင်းရုပ်နှောင်းပိုင်းလွန်ခဲ့သည့်နှစ်ပေါင်း15တန်းခန့်ကပုတ်ပါမီတောင်ကြီးမှာ ဆုံဆုံတက်ပောက်ကွဲနေစေဖြစ်ပါသည်ထို့နောက်စတုထကပ်ပလိုင်းစတိုစင်းရုပ်လွန်ခဲ့သောနှစ်ပေါင်းသတန်းမှ9000အတွင်းကာလအထိပုတ်ပါတောင်ကမီးသေးတောင်မဖြစ်သေးပုတ်ပါမီးတောင်မှချော်ရီချော်မြုပ်ချောင်ခိုးများသည် ကျင်းဖန်များစွာမှုတ်လွတ်အန်ထုတ်လျက်မြေပြင်သို့ဆုံဆုပ်တက်နေစေပင်ဖြစ်ပါသည်ပုပ်ပါတောင်ကြီးမြည်သည့်ကာလ၌မိသေးတောင်ဖြစ်လာခဲ့သည်ကိုမူမသိရပေပလိုင်းစတိုစင်းရုပ်ကိုတစစလွန်မြောက်လာပြီးနောက်ကြောက်ချောခစ်အစလွန်ခဲ့သောနှစ်ပေါင်း9000ခန့်တွင်ပုပ်ပါတောင်ကြီးမိသေးတောင်ဖြစ်လျက်ရှိပြီးဟုမှန်းဆရပါသည် ထိုစဉ်ကာလအတွင်းကြောက်ခိလူသားများပုပ်ပါဒေတာတဝိုက်တွင်နေထိုင်ခဲ့ကြပြီးကြောက်ခိသစ်ဒလိထွန်းကားပေါ်ပေါက်လျက်ရှိပြီးဖြစ်ကြောင်းအမေရိကန်ပညာရှင်ဟဲမတ်ဒီတဲရာနှင့်ဟဲမန်မူဗီယက်စ်တို့ကဆိုပါသည် ပုပ်ပါဒေတာဆယ်ပေါက်ရွာဝင်းကျင်တွင်ကြောက်ခိလူသားများနေထိုင်သွားခဲ့ကြသည့်အထောက်အထားများစွာကို တွေ့ရှိရ၏ထို့ပြင်ရင်းဒေတာဆိုင်ချောင်းယိုး မှလည်းချောမွေ့ဒေသက်စွာ ပြုလုပ်ထားသည့်ကြောက်ပစိမ်အိုးချမ်းပဲ့နှင့်ကြောက်ချစ်များကိုရရှိခဲ့သည်ဟုဆို၏အသွင်တံပုပ်ပါတောင်ဟုသည် တောင်ထိပ်ပေါင်းများစွာကိုဖွဲ့စည်းပေါင်းဆက်ထားသည့်တောင်နှမ်းကြီးဖြစ်၏ထို့ကြောင့်လည်းအရက်ဒေတာအသည်းသည်မှ ကြိရှုပါကအသွင်တံအမျိုးမျိုးကိုတွေ့ရှိရမည်ဖြစ်သည့်တောင်မကြီး၏အနောက်တောင်စွဲရှိ ကလက်တံတောင်ကိုတောင်ကလက်ဟုခေါ်ဆိုကြသည် ရင်းတောင်ကလတ်တီပင်ဘူမိဗေဒပညာရှင်တို့အလိုအရမီးတောင်ဤလေပင်ဖြစ်ပါသည်ပုပ်ပါတောင်ကလတ်မှာ အမြင့်ပေ2438ပေရှိပြီးမတ်ဆောက်လာဤထူးခြားသည်ကအခြားသောတောင်များနှင့်ဆက်ဆက်ပဲတတိတခြားတည်ရှိနေခြင်းဖြစ်ပါသည် ပုပ်ပါတောင်ဝင်းကျင်တွင်မြောက်များစွာသောတောင်ကုန်းတောင်တန်းတို့ကိုတွေ့ရှိရ၏ရင်းတို့အနက်မှန်ပြတောင်နှင့် ငှက်မနာတောင်ခေါ်တောင်ထွတ်ကြီးနှစ်ခုမှာအမြင့်ဆုံးဖြစ်သည်ယင်းတောင်ထွတ်ကြီးနှစ်ခု၏အရှိမြောက်ဘက်ယွန်းယွန်းရှိ တောင်မကြီးကို1926-29ခုနှစ်မြေပုံ၌ပုတ်ပါတောင် အမြင့်ပေ4982ပေဟု ဖော်ပြထားသည်ကို တွေ့ရှိရ၏ပုတ်ပါတောင်အခြေဧရိယာမှာ25စတူယန်မိုင်ရှိပြီး အနိုင်ဆုံး980ပေမှ4982ပေအထိမြင့်မားသော တောင်ကုန်းတောင်တန်းများပါဝင်ပါသည်ပုပ်ပန်းအနီးဝန်းကျင်ရှိ တောင်မကြီးကိုဝန်းရံထားသော တောင်ကုန်းများမှအောက်ပါအတိုင်းဖြစ်ကြသည်ကင်ဘွန်းတောင်3465ပေမီးကျင်ကြောက်တင်းတိန်မောင်တော်ငုတ်တုတ်4089ပေငွေတွင်းမျော်တော်တောင်ငှက်မနာညခဲ1946ပေ စဘာပုံ၄၈၀ဘေးမြက်တောက်စေးဖုံးတောင်၄၅နှစ်ဘေးမြက်နာဇေယသင်္ခကုံမှန်ကင်းတောင်ဇောက်ကြီး1958ဘေးမှန်ပြတောင်တန်းကြီးရသေးတောင်တောင်နာရွှေတွင်းတောင်ပုလေတွင်းတောင်တောင်လှ အမဲကျင်းနွားပြတီလာတောင်မာလာ3812ပေအလဲတောင်တို့ဖြစ်ကြပါသည်ထို့ကြောင့်ပုပ်ပါတောင်ဝင်းကျင်ဤအသွင်သဏ္ဍာန်ကိုလေ့လာကြည့်ပါကတောင်ကုန်းတောင်တန်းတောင်ပူဇာများဖြင့်ပြည့်နှက်နေသောတောင်အစုအဝေးကြီးတရက်အဖြစ်တွေ့မြင်ရမည်ဖြစ်ပေသည်အရက်လေးမျက်နာမှအမြင်များမှလည်းထူးခြားလာပါသည် ပုပ်ပါတောင်ကို အနောက်ဘက်မှကြည့်လျင် တောင်ထွတ်နှစ်ခုကိုမြင်ရတော့လေ မြောက်ဘက်မှကြည်လင်မှုဂျပန်နိုင်ငံရှိ ဖူဂျီယာမကဲ့သို့ မီးတောင်ထွတ်တစ်ခုကိုသာတွေ့မြင်ရပေလိမ့်မည်။ရာသီဥတုပုပ္ပါတောင်ဒေသတီကမိုးခေါင်ရေချားရက်ဝင်းတွင်ရှိတော်ညာလဲရာသီဥတုကအမျှတဤမိမိပတ်ဝန်းကျင်တွင်ပူပြင်း၆တွေ့သော လွင်ပြင်ရှိနေသည့်တိုင် ပုပ္ပါဒေသဤရာသီဥတုကမပူပြင်း တစ်တော်များမှလည်းအမြဲစိမ့်လန်းဆိုပြေလျက်တဘာဝအလျောက်တစ်ပင်ပန်းမှန်များထူထပ်စွာပေါရောက်လျက်ရှိလေသည်ပုပ်ပါဒေတာဤအမြင့်ဆုံးပူချိန်မှာ108ဒီဂရီဖာရင်ဟိုက်ဖြစ်ပြီးအနည်းဆုံးအပူချိန်မှာ55ဒီဂရီဖာရင်ဟိုက်ဖြစ်ပါသည်နေ့စဉ်ပြင်းပြမိုးရေချိန်မှာမူ45လက်မဖြစ်၏မိုးရသည်တွင် မုတ်တုံလေသည် အနောက်တောင်အရက်မှ တိုက်ခတ်လေရှိပြီးနွေရသည်၌အရှိမြောက်အရက်မှ လေတိုက်ခတ်လေရှိပါသည် ။ Okay ပါရှင်။စောင်းလေးကိုဒီမှာပဲခေတ္တခဏရန်နာလိုက်ပြရစီနော်။နာဆင်အပိကေချသူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်။ပိုင်းစံလေးဖတ်ပြတဲ့အခါမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။